င်္ဂလာပါရေဥစွာဖျားကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူစရာဝิญဉ်အစအစစ်စမပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီကနေ့အရာခတ်သိန်းကိုအစိုးရတော်ယေရှုဆိုတဲ့ကောင်းစင်အောင်ပြန်လဲဆင်ခြင်ခွန်ချေအောင်ယေရှုဟာလူရခိုင်နှုန်းတရားဖျားရခိုင်နှုန်းတရားဖြစ်ပါတော့ကြောင်းလူတွေလိုပဲဆာလောင်တယ်ဝမ်းနေတယ်စိတ်ဆိုးတဲ့ငိုကြွေးခံစားတတ်ပါတယ်ချိန်ချက်တော့အချိန်ရောက်လာတဲ့အခါမှာလည်းသူဘုံထင်ရှားဖို့အောင်အောင်ပွင့်နှမိတ်လက္ခဏာတွေ သူပြုခဲ့ပါတယ်။နာတော့သူကိုကြာမစေတဲ့ဒေတော့သူကိုထမြောက်စေတယ်။နောက်ဆုံးလူသားတွေရဲ့အပြစ်အတွက်လုံလုံလလလဝကတိုင်မှာသူအသေးခံပေးခဲ့ပါတယ်။တကြိုပြီး၃ရက်မြောက်တော့နေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်။အရင်ယေရှုကိုဘယ်သူကမှဆွဲချလို့မရသလိုဘယ်အရာကမှသူကိုတားဆီးလို့မရပါယေရှုဒေတာစာရီလဲလဲတဲ့အခါမှာတရားတွေဟောတဲ့အခါမှာနာတော်သူကိုကြားမှာစီခဲ့တဲ့ တေတော်သူကိုပြန်လဲရှင်ပြန်ထမ်းမြောက်စေခဲ့တယ်။ဆံကမတိန်တော်သူများကိုလည်းစားစရာကျွေးမွေးခဲ့ပါတယ်။ဒီလိုလောက်ဆောင်ချင်းဟာဘယ်အရာပေါ်မှာ အခြေခံနေပါတလေ။ဖျားဖြစ်ချင်းအပေါ်မှာအခြေခံနေတာပါ။ဒီလိုလောက်ဆောင်ချင်းဟာလိုအပ်နေတော်သူကိုလိုအပ်တယ်လို့ဘယ်နေရာပဲဖြစ်ဖြစ်ဘယ်အချိန်ပဲဖြစ်ဖြစ်လူတန်းစားမရွေးဘယ်လူတန်းစားပဲဖြစ်ဖြစ် ဘယ်သူကိုမဆိုဖျားပုံထိပ်ရှားဖို့လူတွေအစင်ပြေဖို့သူလှုပ်ဆောင်ပြုဝင်ခဲ့ပါတယ်။ဒါတွေကိုကြည့်ပြီးယေရှုကိုစန့်ကျင်ခြင်းသောပါရရှဲများကယေရှုကိုမေးခွန်းတစ်ခု မေးပါတယ်။ဥပုံနေမှာအနာရောဂါငြိမ်းလို့ရပါသလားလို့မေးပါတယ်။ဒီလိုမေးခွန်းမေးခြင်းဟာအကောင်းမေးနေတာမဟုတ်ပါ အပြစ်တင်ဖို့အပြစ်ရှာနေခြင်းဖြစ်ပါတယ်။ပါရရှဲတွေမေးတဲ့မေးခွန်းဟာဥပုံနေဖြစ်ပါတယ်။အဲဒီနှစ်အဲဒီ တရားစီရမှာလက်တစ်ပတ်တည်နေသောလူတယောက်ရှိပါတယ်။ယေရှုကပြောပါတယ်။မင်းတို့တွေပိုင်းဆိုင်တဲ့ဒိုးတကောင်ဥပုံနေမှာတွင်ထဲကြရင်အဲ့ဒီတိုးကိုပိုင်းရှင်ကမဆွဲတင်ပဲမနေပါဘူး။ဆွဲတင်မှာပါ။လူဟာတိုးထက်မြတ်ပါတယ်။ဥပုံနေမှာလည်းယေရှုပြုအပ်ပါတယ်လို့ယေရှုပြောခဲ့ပါတယ်။ဒါကြောင့်လက်တစ်ပတ်တည်သောသူကိုတည်နေသောလက်တစ်ပတ်ကိုပဂတိကျမ်းမှာစေခဲ့ပါတယ်။ ဂျာမာရီချိုးတဲ့နေတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေဖျားနာနေသော လူတွေတင့်ရအကူအညီလိုအပ်နေသောလူတွေကိုဒီနေ့ကတော့ဥပုံနဲ့ဖြစ်လို့ဥပုံနဲ့လွတ်မှတ်ကူညီမယ်ဆိုရင်ဖျားသဘောနဲ့ဆန့်ကျင်ဘက်ဖြစ်နေမှာ ဖြစ်ပါလေဥပုံနဲ့မှာယေရှုရဲ့တပည့်တော်များဘိုက်ဆာလို့စပနာများကိုဆွတ်စားကြတဲ့အခါဖာရီရှင်များကဥပုံနဲ့မှာမပြုတ်အပ်တဲ့အလုပ်တွေကို အပြစ်တင်ထောက်ပြခဲ့ပါတယ်။ယေရှုကလည်းသမဟောင်းကျမ်းကိုအခြေခံပြီးရှင်းပြခဲ့ပါတယ်။ပါရရှဲကျမ်းသားပုဂ္ဂိုလ်တွေကယေရှုရဲ့လှုပ်ရက်တွေကိုပညတ်တရားနဲ့ချိန်ထိုးပြီးစန့်ကျင်ပြောဆိုခဲ့သောကြောင့်ယေရှုကရှမတဲ့ခရစ်ဝင်ကျမ်းခန်းကြီး၁၂အခန်းငယ်၈မှာဒီလိုပြောပါတယ်။လူသားသည်ဥပုံနှင်းကိုအစိုးရသည်ဟုမိန်တော်မူ၏လို့ပြောပါတယ်။ပါရရှဲကျမ်းသားပုဂ္ဂိုလ်များကယေရှုရဲ့ဖျားဖြစ်ခြင်းကိုမတိမမြင် လက်မခံသောကြောင့်တစ်ချိန်လုံးယေရှုကို အပြစ်မြင်အပြစ်ရှာခဲ့ခြင်းဖြစ်ပါလေယေရှုရဲ့ဖျားဖြစ်ခြင်းကို နားမလဲလက်မခံနေသည်ွေယေရှုနဲ့ဆန့်ကျင်ဘက်ဖြစ်နေမှာသိချပါလေယေရှုခရစ်တော်ဟာဥပုံနှင့်ကိုအစိုးရတည်တမကခတ်သိမ်းသောအရာအလုံးကိုလည်းအစိုးရသောဖျားဖြစ်နေပါသောကြောင့်ပါရရှေမြာအပြစ်ရှာလို့မရခဲ့ပါပါရရှေကျန်တဲ့ပုဂ္ဂိုလ်များတို့ရဲ့စိတ်ဓာတ်ဟာ ငါတော်တယ်ငါတတ်တယ်ငါပဲကောင်းတယ်ငါပဲဖြောင်းမှဖြူးစင်တယ်ဆိုတဲ့စိတ်တဘောပဲရှိပါတယ်သူတို့ဟာပညာချက်တွေကိုနားလေကြပါတော့လဲလက်တွေမလိုက်လျှောက်ပါအမှုတော်မျက်နှာပဝင်လှောက်ဆောင်နေကြပါတော့လဲဖျားနှစ်သက်တော်အတ္တတန်အတ္တမရှိမယေရှုကသူတို့ကိုတမဟောင်းကျမ်းတပိုက်ကိုလေလာတင်ယူခိုင်းခဲ့ပါလေရှမတဲ့ခရစ်ဝင်ကျမ်းအခန်းကြီးကိုအခန်းငယ်73ကကြီးပိုင်းကိုဖတ်လို့ပါလေ ရေပူဇော်ခြင်းအချင်းထဲတနာချင်းဂယုနာအချင်းကိုငါနှစ်တည်းဤဟူသောကြမ်းချက်ကို နားလေခြင်းကတင်းတို့တွား၍တင်ကြလောလို့ပြောပါတယ်ဤကြမ်းချက်ဟာ ဟောရှေအနာဂတိကြအခန်းကြီး6အခန်းငယ်6ကိုကိုးကားထားသောကြမ်းချက်လေးဖြစ်ပါတယ်အင်မတမအရေးကြီးသောကြမ်းချက်လေးဖြစ်ပါသောကြောင့်ယနေ့တင်းနဲ့ကျွန်တော်အဓိကအထူးဆင်ခြင်ရမယ့်ကြမ်းချက်လေးလေးဖြစ်နေပါတယ် ဒီနေ့တနာချင်းကယူနာမရှိပဲဖြောင်းမတ်စွာ အသက်မရှင်ပဲဖရာကိုရည်ပူသောဝူပြုကိုးကွယ်နေပါသလားလူတွေကိုချစ်သက်သောနှလုံးသားမရှိပဲတင်ဆုတောင်းနေပါသလားဒီနေ့ဥပုံနှစ်ကိုအစိုးရသောအရာခသိန်းကိုအစိုးရသောယေရှုက ကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်ပါလို့ပြောနေပါတယ်ဧဒီလာရှင်ပြန်ရှောလူကသူတပည့်ဒါဝိကိုတတ်ဖို့သူစူးစမ်းခဲ့ပေမဲ့လက်တတ်ဖို့အခွင့်အရေးမရခဲ့ပါထွက်ပြေးတိန်ရှောင်းသောဒါဝိကတော့သူ့ရဲ့ဘုရင် ရှောလူကိုတပ်ဖို့အခွင့်အရေးနှစ်ကြိမ်သူရရှိခဲ့ပါတော့လေဒါဝီဟာဖယားရဲ့တရားကိုစောင့်သိခဲ့ပါတယ်အလိုတော်ကိုဝန်ခံခဲ့တယ်ရှောလူကိုခွင့်လွှတ်ခဲ့ပါတယ်အမှန်တရားရဲ့အထက်မှာတမန်တရားရှိနေတယ်ဆိုတာဘဝမှာခံယူထားတော့ကြောင်းဖယားရဲ့အကြံအစီကို ပြေဆုံးစေခဲ့ပါတယ်ဖယားတာ၍နှစ်သက်သောအသက်ရှင်မှုဟာဖြောင်းမတ်စွာအသက်ရှင်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဘုရင်ရှောလူကဒါဝီကိုအဲချီချူး စကားပြောခဲ့ပါတယ်။တမရောင်စင်ပထမဆုံးအခန်းကြီး24အခန်းငယ်7မှာတဖန်လေတင်းဒီငါထက်တာ၍တရားဆောင်၏။တင်းအချိုးကိုငါဖြတ်တော်လေတင်းဒီငါ၌အချိုးကျေစုပြုပြီလို့ပြောပါတယ်။တာ၍တရားကိုဆောင်ပြီလို့ပြောပါတယ်။ဒီလိုတရားကဘာလဲ။ဒီလိုမျိုးတရားကဘာလဲ။မေတ္တာတရားဖြောင့်မတ်ခြင်းတရားဖြစ်ပါတယ်။ ပါရှေကျန်တဲ့တွေရဲ့အတ္တတာဟာဒီလိုမျိုးမေတ္တာတရားဖြောင့်မချင်းတရားတွေကို မတွေ့ရပါတော့ကြောင်းယေရှုကအပြစ်တင်ပြောနေခဲ့ပါတယ်သူတို့ဟာပညာတရားကိုလက်တွေ့ဆန်းဆန်းပြောကြပါတော့လေလက်တွေ့သူတို့ မလုံဆောင်ကြပါအတက်မရှင်ကြပါသူတို့ကဥပုံနေကိုသူတို့အထူးဆောင်းလျှောက်ကြပါတော့လေခရစ်တော်ရဲ့ယေရှုရဲ့တရားကိုမလိုက်လျှောက်ကြပါ ဒီနေ့ယေရှုခရစ်တော်ကိုလက်ခံယုံကြည်သူများခရိယအသက်တာအသက်ရှင်မှု၌အရာခတ်တဲ့ကိုအစိုးရတော်ယေရှုရဲ့တရားအတိုင်းအသက်ရှင်ကြရအောင်မိမိရဲ့ကံဆိုင်မှု အပေါ်မှာအခြေမခံပဲဖျားရဲ့စကားနားထောင်ခြင်းမှာအခြေခံပြီးဒါဝိလိုပဲခွင့်လွှတ်ခြင်းမေတ္တာနဲ့တည့်တည့်ပြကြရအောင်ဂျာနာသူရောက်တိုင်းပေါ်ဖျားကောင်းကြီးပေးပါစေ။